မမေတတော့ပကေလုံးလုံးပေးမယ်ဆိုပါမစီဘာမှမရှိသေးဘူးလေတော့ပါကြမှာโอเคစီဒီမှာတော့ဝေးတမ်းမယ်โอเคတော့မင်းအခုနောက်ဆက်လိုက်မယ် Hello အားလုံးပဲမင်္ဂလာပါအစ်တို့ဆာချက်ကနေပြန်လဲကြည့်စုလိုက်ပါတယ်ဒီနေ့တော့အစ်တို့သားမီးမြန်ကပန်ကိတ်လိုဆာမှဖြစ်ပါတယ်တုံတုံလေးပူစားတဲ့ပန်ကိတ်ကိုလုံးရေးဖို့အတွက်ကိုမမေကပေါင်းပြစီအိမ်မှာဘာမှမရှိလို့ကြောင့်မှတော့ဝတ်မှာဖြစ်ပါတယ် ပန်ကိတ်ကိုကြော်လိုက်တဲ့ကအရသာလည်းရှိအာဟာရလည်းပိုရှိပြီးတော့လူတိုင်းလိုက်လှုပ်ရှားလို့လည်းလိုအောင်လို့ပေါ်ပစ္စည်းလည်းနဲမယ်နောက်ပြီးတော့အာဟာရပြည့်အောင်လို့တဲ့ကဗီကိုကွေကာနဲ့လုပ်ပြမှာဖြစ်ပါရဲ့ရှင်အဲ့တော့အားလုံးလိုက်ပြီးတော့လှုပ်ရှားကြည့်လို့ရအောင်အဲ့ဒါလုပ်ပြမှာမလို့လိုက်ကြည့်ပါအောင်နော်လောစေစီတမကိုအရင်သွားမယ်ဗီကိုကွေကာနဲ့တူတူပေါ်ပစ္စည်းတော့ဝင်ရှင်ဆက်ခဲ့ပါတတော်လို့စီတမရောက်ပါပြီတော့ကပန်ကိတ်ကိုဘနာနာနဲ့စားချင်တာ ဟာဒီမှာအဖိုကားတွေအများကြီးပဲဒီနေ့ပန်ကိတ်ကိုဗီဂိုကကတဲ့လှူစားပါပါဗီဂိုကကလေမြမနိုင်ငံမှာအခုရတော့အတီးအဖက်အစ်စ်တွေပါဝင်တဲ့ကွကာအုပ်ဖြစ်ပါတယ်ဆိုလို့ရှိရင်တော့အဲ့တို့တာမင်းညာဗီဂိုကွေကာနဲ့တူတူ ပန်ကိတ်စပြီးလုပ်မှာဖြစ်ပါတယ်အဲ့ဒါနှစ်သုံးပါကျတော့ဘီကိုကွေကာကိုဒီမှာမပြောသည့်အရာသာဘီကိုကွေကာသုံးမယ်နောက်ပြီးတော့ origin နဲ့အရာသာဘီကိုကွေကာသုံးမယ်ပြီးလို့ရှိရင်ဒီဘီကိုကွေကာ campaign နဲ့ရှိရေပေါ့နော်အဲ့တော့အခုလောလောဆယ်တော့အဲ့ဒါတို့ဒီမှာလုပ်ပြမယ်လုပ်ပြတဲ့ဟာလေးကိုကြည့်လိုက်ပါအောင်နော် ကျွန်တော်ကတော့မမေကိုကြောက်ခွေးပေးပါမယ်။ဟုတ်ပါပါဝင်ပစ္စည်းအနေနဲ့ Vico Quick က banana flavor နဲ့ original flavor နောက်ပြီးတော့အသီးတချို့ရယ်ကိုကြိုက်တာထည့်လို့ရပါတယ်ပြီးတော့နွားနို့ရယ်ပြီးတော့ဂျုံမုတ်အနှင်းငယ်ရယ်ပြီးတော့ကြက်ဥအနှင်းငယ်လိုပါတယ်ရှင် Vico Quick ကမှာနေ့စဉ်လိုအပ်တဲ့ fiber, calcium, အာယိုဗီတာမင်နဲ့ပတ်ထုထွက်တွေကျဲဝစာပါဝင်ပြီးတော့ဈေးနှုန်းချိုတာတယ်အချိန်ကုန်လဲခံစရာမလိုပဲနဲ့အလွယ်တကူဖြောတာလန့်ယုံနဲ့နေ့ရက်တိုင်းကျမ်းမပြောရှင်စီမှာပါရှင်နောက်ပြီးတော့မနက်စာအနေနဲ့လဲအလွယ်တကူတောက်သုံးနိုင်ပါတယ် ပန်ကိတ်ပြုတ်လို့ရရအတွက် တုံလေးဖောက်ပေးထားတဲ့ကျုပ်နှလုံးရဲ့ပြီးတော့အိုက်ထက်ကို floor အသုံးစွန်းထည့်တယ်။နောက်ပြီးတော့ Vico Quick က original ရတာအစိမ့်အောင်လေးကိုတထုတ်ထည့်တယ်။နွားနို့ကိုတော့အတွေ့က9စွန်းလောက်ထည့်ပါတယ်။ငုံအနေထားလေးကိုကြည့်ပြီးတော့နွားနို့လိုလဲဆိုလို့ရှိရင်နည်းနည်းလေးကျဲတော့အောင်လို့ထပ်ပြီးတော့ထည့်လို့ရရယ်နော်။ ဗီဂိုပန်ကိတ်လုပ်ရန်အတွက်အခုဆိုလို့ရှင်တော့မုတ်သားလေးရပါပြီအသီးနှံလေးတွေကတော့မိကျိုက်တဲ့အသီးနှံလေးတွေထည့်ပြီးတော့စားလို့ရတယ်တုံတုံကအဗိုကာဒိုနဲ့ဘနာနာဆိုတော့အဲ့နှမျိုးပဲအစ်တဲထည့်ပြီးတော့သုံးမယ်ပေါ့နော်တခါစားအသီးသေးလေးတွေလုံမလားအဲ့တဲလိုမျိုးပဲဒဲအိုးကြီးကြီးမှာအချက်ကြီးကြီးလုံမလားဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ်ကိုအိုင်ဒီယာဒီဇိုင်းရှိတဲ့အတိုင်းလေးပဲပေါ့နော်အဲမုတ်ကပြုလုပ်လို့ရတယ်အဲ့တဲကကျတော့အိမ်မှာအိုးအကြီးဖြစ်နေတဲ့ကြောင့်မို့လို့မုတ်ကလည်းနည်းနည်းကြီးသွားတယ်ပေါ့နော်တခါစားအဝိုင်းလေးရှိရဆိုရင်တော့ပူလှတာပေါ့နောက်တစ်ခုက ကြတော့အဲ့တွေကဘနာနာအသီးအဆစ်အဖက်လေးပါဝင်တဲ့ဒီဗီကိုအဝါရောင်ဘနာနာဖလေးပါလေးနဲ့လုပ်ပါမယ်ဒီတစ်ခါတော့မုတ်သားကိုနှစ်ထုပ်ဖြော်ပါတယ်ဝေးနေရပဲအနန်လေးကသမောင်းလောက်ပါမယ်အဲ့ဒါတခြားမဟုတ်ဘူးအုတ်ခေရအုတ်အုတ်ခေရရတာမဟုတ်ဘူးเย้ခုဆိုလို့ရှင်တော့အဲ့တို့နှစ်ယောက်ရဲ့ Vigo banana pancake လေးရပါပြီရှင်။ Oh Vigo ကလည်းလုပ်တယ်ငါပြောသည့် pancake လေးရပါပြီ။ပွင့်တာပါ ဖီကိုကွေကာကပန်ကိတ်လုဆောင်ရုံနဲ့မဟုတ်ဘဲနဲ့အလွယ်တကူဖြော်သားလို့လည်းရတယ်။အဟာရလည်းပြည့်ဝပြီးတော့တင့်တင့်ညတာတဲ့အစားအစာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာကိုမဆိုအလွယ်တကူတည်ဆောင်သွားနိုင်ပြီးတော့နေရာမရွေးဖြော်သားရလည်းလွယ်ပါရဲ့ရှင်။ ကဲအခုဆိုလို့ရှိရင်တော့အဲ့တော့တာမီနက်ပါတီမှာတုံးလေးစားခြင်းနဲ့ပေါ့နော်ပန်ကိတ်လေးလုပ်ပြပါပြီဒီမှာဆိုလို့ရှိရင်ငါပြောသည့်ပန်ကိတ်ရဲ့ထောက်ပါသည့်ပန်ကိတ်ရဲ့မျိုးမျိုးလုပ်ထားတယ်ပေါ့နော်ကဲဒီ blog ထဲမှာဆိုလို့ရှိရင်အခုလိုမျိုးမိုးလုံးစားတာဝါသနာပါရဲ့ဝါသနာရှင်လေးတွေအတွက် Vico မှာ campaign တစ်ခုရှိပါတယ်အဲ့ campaign ကိုပေါင်းဝင် join မယ်ဆိုလို့ရှိရင်တော့ Vico ရဲ့ Facebook page နဲ့ TikTok page ကို like and follow လုပ်ထားပြန်ဖြစ်ပါရဲ့ရှင် ပြီးလို့ရှိရင်တော့ကိုရန်လောက်ထားတဲ့ပန်ကိတ်နဲ့အတူဗီဂိုအထုတ်ကလေးပါတဲ့ဓာတ်ပုံလေးကိုရိုက်ပြီးတော့အတွက်ရဲ့ post အောက်မှာ comment မှတ်ပေးမှာဖြစ်ပါရဲ့ရှင်။အဲအဲ့လို comment မှတ်ပေးခြင်းအပြင်ဗီဂိုကနေပြန်မှာကန်ထူးရှင်10ဦး ဆယ်ဥ Yes ကန်ထူးရှင်ဆယ်ဥကိုရွေးချယ်ပြီးတော့မှာစုငွေတဥကို2000ကျပ်စီချိန်မှာဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့လို့ဒီကိုရဲ့ဒီ pancake ပေါ့နော်အစီအစဉ်လေးကိုလည်းအလုံးနဲ့ပါဝင်ပြီးတော့ဂျုံလို့ရအောင်လည်းလို့ဆက်လို့ရအောင်လည်းတိတ်ကြလိုက်ပါရဲ့ရှင်အလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ် vlog တွေမှာတွေ့မယ်ရှင်တဒါအုံညံပါကြည့်ပါဦးကျွန်တော်တို့ပြသပါဦးမိုးလည်းကပြေပြီးကိုကိုကအင်းပြေပြီးကိုကိုကတော့မလားဟမ် ဒီလိုမျိုးလေးငါပြောသည့်ပန်ကိတ်ငါပြောသည့်ပန်ကိတ်တွေငါပြောသည့်ကိုကြားလိုက်တွေကဖြူချန်တော့မှာပို့ပြီးတော့အားရှိအောင်လို့ပေါ့နော်အဲ့ဖီကိုကိုကြားနဲ့ဖြူချန်ငါပြောသည့်နဲ့ဒီမုတ်တစ်ခုကဘယ်တော့တော့အားရှိနေမှာတွေ့ချင်တယ်အရင်စားလို့ငါမလေးနောက်ခုထပ်စားပါရဲ့ပါလို့ရင်းက